ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အောင်လည်းမင်္ဂလာပါ Transfer Window ကြီးကမေလ10ရက်နေ့မှာတရားဝင်ဒီမေဖို့လေးဂျွန်လ10ရက်နေ့မှာတရားဝင် ဖွင့်တော့မှာဖြစ်တဲ့အချိန်မှာလက်ရှိမှာတော့ဒါ Premier League Club တွေတော်တော်များများအပြောင်းအရွှေ့ကိုစပြီးအဲ့ဒီနေရာမှာဒါ Mikel Arteta နဲ့ Arsenal အသင်းရဲ့ Arsenal Director Andrea Bartra က Arsenal လိုအပ်နေတဲ့သူတွေကိုတောက်လျှောက် hunting လုပ်နေတယ်ဆိုတော့ကျွန်တော် Arsenal အသင်းကအခုလောလောဆယ်မှာ Thomas Party တတန်းတူမယ် William Saliba တတန်းတူမယ် Gabriel တတန်းတူမယ် Leandro Trosso တတန်းတူမယ်ဒီကိစ္စတွေကိုအဓိကနံပါတ်1ထားတယ်။နောက်အရန်ကုသမတယောက်ခေါ်ဖို့စဉ်းစားမယ်။ဒါတွေကသူတို့အဓိကလောက်တယ်။အဲ့ဒီနေရာမှာကလပ်အတွက်အဓိကဒီယာတီခေါ်ဖို့လုပ်တာကနှစ်နေရာပဲရှိတယ် main position နှစ်နေရာ ခီရင်တန်ဒီထွက်သွားပြီးစင်ချန်ကိုထွက်ဖို့များတယ်ခီဗီယိုကတော့လိုချင်တဲ့တန်း30လောက်ရရင်တက်ကတ်ထားနိုင်ပေမယ့်ခီဗီယိုကအောက်ကိုရတဲ့အတွက်အသင်းမှာဆက်နေကောင်းနေနိုင်တဲ့အချိန်မှာအာစနယ်အသင်းကဘဲတောင်မန်ကစားမားနဲ့တိုက်စစ်မှုတော့ကိုပဲအဓိကကြည့်တယ်ဆိုတော့ဒီရပိုင်းမှာအာဇာဒရိုက်တာကဒါအာစနယ်ရဲ့တောင်မန်ပိုစီရှင်အတွက်ကစားမား3ယောက်4ယောက်ကိုသူတို့မန်ရှင်းလုပ်ထားတယ် ။ဒါရူဒရီကိုအပါဝင်ဖြစ်တဲ့အဲ့နေရာမှာနောက်အန်ထရန်ဆမန်ယူတယောက်လည်းပါသလိုတစ်ဖက်မှာလည်းဒါနီကိုဝီလျံလည်းပါတယ်။ဒါပေမဲ့အခုဒီပြီးခဲ့တဲ့ရပ်ပိုင်းပေါ့လေ recently ရပ်ပိုင်းအတွင်းမှာပဲအာဆနယ်ရဲ့အာဇာထရိုက်တာက AC မီလန်အသင်းရဲ့တောင်ပံကစားမှာရာဖီယယ်လီယိုနဲ့တွားရောက်စကားပြောဆိုခဲ့ပြီးတော့ ဒါအပြောင်းရွှေ့အတွက်ဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းတက်လာတယ်။ဒါလာဂစတာဒီလိုစပေါ်မှာရောဒါအီတလီကတူတူစပေါ်ရပူမှာပေါ်ပြထားတယ်။ဒါဒီလီအက်စပရက်ရဲ့အရူယာအာဆန်ရဲ့အားစားဒရိုက်တာကရာဖယ်လေယောကို အာဆန်ကိုပြောင်းလာဖို့စီးရုံနေတယ်။ဒါပေမဲ့ question ကဒီသားမရဲ့တန်ကြီးပဲ။အသက်25နှစ်ရှိတဲ့ world class တောင်ပန်ကစားမဖြစ်ပေမဲ့သူ့ရဲ့ market value ထက်သူ့ရဲ့ရုံးချစာချုပ်က euro 185တန်း ်ချယ်ဆီကသူ့ကိုတော်တော်လေးသဘောကျတယ်ချယ်ဆီလည်းတောင်းလျှောက်လိုက်တဲ့ထက်မှာပါတယ်ဘာဆိုလာအာဇာဒရိုက်တာဒေကူရောလာပေါ်တာရောသဘောကျသူဖြစ်တယ်ဒါပေမဲ့ဒီပြောင်းရွှေ့ကအမကျွန်တော်အမြင်တော့အမတန်ခက်လိမ့်မယ်ဈေးလည်းအရန်ကြီးမှာရာဖေးယားလေယောကတခုပဲ AC Milan ရဲ့ Champions League မဝင်လိုက်တဲ့အတွက်ကစားမရောင်းချမှုတွေအများကြီးလောရမယ်ထင်ပါရာဖေးယားလေယောရဲ့ option တခုလည်းဖြစ်နိုင်တော့ဒါကမျှော်လင့်စရာဖြစ်ပေမဲ့ Arsenal ရဲ့ budget နဲ့လုတ်စရာတွေနဲ့ဆိုရင်တော့ရာဖေးယားလေယောရဲ့ price ကအရန်မြင့်တယ် ဒါပေမဲ့ outside writer ကဆွေးနွေးခဲ့တယ်လို့ဖော်ပြထားတယ်။နောက်တစ်ခုကတော့အခုလက်ရှိမှာ Arsenal က Bayern Munich အသင်းက target ထားနေတဲ့ Brighton ရဲ့တောင်ပံကစားမဒါ Karumu Mitoma ကိုလည်းချဉ်းကပ်နေတယ်။ Mitoma ကို Brighton ကတန်း80သတ်မှတ်ထားတယ်။ Arsenal ကဒီကစားမကိုတတော်ကိုသဘောကျတယ်။ Mitoma ကတော့ Premier League proven ကစားမဖြစ်တယ်။တခုပဲ recently ရာသီ200ဒီလောက်မှာ injury ဇက်တိုက်ဖြစ်တဲ့အချက်ကြောင့် Mitoma ကိုကျွန်တော်ထင်သလောက်မတွေ့ရဘူး။ ဘရိုက်တန်မှာဒီအာတီမှာနောက်ပိုင်းမှာအတင်ကာနဲ့မင်တစ်ကအဓိကကစားပြီးတော့မီထိုမာက main ဖြစ်တည်တိုင်အောင် injury ကြောင့်ခဏခဏပြောင်းနေတယ်။ဆိုတော့အဲ့ဒီချက်ကမီထိုမာအတွက်နည်းနည်းလေးစဉ်းစားစရာဖြစ်တယ်။ Levi Sané တို့ Kingsley Coman တို့ကလည်း market ထဲမှာ available ဖြစ်တာမှန်ပေမဲ့ Arsenal ကမီထိုမာပူသဘောကျပူ drive ပူကြတယ်။ကျွန်တော်လားဆိုရင်ဒါပေမဲ့မီထိုမာတို့ Levi Sané တို့ Kingsley Coman တို့ထပ်စားရင်တော့မထူးတော့ rush ဖို့ပဲခေါ်လိုက်တော့ rushford ကိုလာစား short ချနိုင် rushford ကအရင်မဆိုးလာတဲ့အစားပါပဲ arteta ကသူ့ကိုပြောင်းလဲပေးနိုင်မယ်တခုပဲ ryan sterling နောက်တစ်ခုဟို second ryan sterling second edition ကို ryan sterling မဖြစ်ဘူးပဲဆိုရင်ပါဒါပေမဲ့ rushford ရဲ့ quality နဲ့လုံးတက်ကင်တက်တဲ့အရင်တွေ့ရတော့ sterling ထက်အများကြီးတာသေးတယ်ဒါပေမဲ့ arsenal ကအဲ့ထက်ပိုကောင်းတဲ့ player တွေကိုလိုချင်တဲ့အချိန်မှာ nico william နီကိုဝီလန်ကဝင်းမတွေ့ရဲ့နံပါတ်1တာဂက်ဖြစ်နေတယ်ဒါပေမဲ့ဒီစားမောက်ကိုယ်တိုင်ကယက်ဆော်နိုးကိုမသေးကြဘူးသူကိုယ်တိုင်ဆက်နေချင်တာလားဆက်မနေချင်ဘူးလားသူကချယ်ဆီတို့အာဆယ်တို့ပရီးမီးယားလိဂ်ကလပ်တွေအားလုံးကိုပြောင်းချင်တယ်ခတ်တာကသူတောင်းတဲ့ wages တမန်ဟာတပတ်ကို၄သိန်းတောင်းထားတယ်ဒါကအာဆယ်ရဲ့ out of budget ဖြစ်တဲ့အတွက်ကြောင့်ဒါကတော်တော်ကို significant ဖြစ်တဲ့ option တစ်ခုအနေနဲ့သူတို့ကြည့်ထားပေမဲ့ Rodrigo ကအကောင်းဆုံး option ပဲဒါတောင်းမှန်ပါလေကစားလို့ရတယ်လက်ကို right your central ရောပြီးရင် တိုက်စစ်ရောအကုန်ကစားနိုင်သူဖြစ်တဲ့ဒါကဂျာဗီအလွန်ဆိုပေါ်မှာမူတည်တဲ့ရိုဒရီဂိုကိုဂျာဗီအလွန်ဆိုဘလို့စီးယုံမလဲဂျာဗီလွန်ဆိုရဲ့ပလန်ကိုဘလို့ချပြမလဲအဲ့ဒါမှသူအရင်ဖြစ်လို့စိတ်မဝင်စားဘူးဆိုရင်တော့ထွက်သွားနိုင်တယ်ဒါကအခုလောလောဆယ်တိုက်စစ်ကတော့ရှင်းနေယိုကရက်စ်ရဲ့ဆက်စကိုရဲ့ပြီးတော့မှဘလာဟိုဗစ်ရဲ့ဒါပဲဘလာဟိုဗစ်ရဲ့အေဂျင့်ကအာဆယ်ကိုငါတို့ကစားမ available ဖြစ်တဲ့40 45လောက်နဲ့ခေါ်လို့ရတယ်ခေါ်မလားအာဆယ်က sorry minimum first try မဟုတ်ဘူး ါတို့ first strike က Victor Yokres နဲ့နောက် Benjamin Sesko ဘုံဖွဲနဲ့နောက် Arteta တို့က Sesko ကိုလည်းသဘောကျတယ်အပေါ်အပူကောင်းအပူခေါင်းတိုက်ပေါ်နဲ့အပူဘိုင်းကိုဒီ physical ဘိုင်းပူအားကောင်းလို့သဘောကျပေမဲ့ Yokres ကလည်းတကယ်ကောင်းတဲ့တွိုက်စစ်မှုဆိုတော့ Arsenal ရဲ့ clear plan ကတိုက်စစ်ပဲ Yokres နဲ့ Sesko နဲ့နောက်ဒီ Vlahovic နဲ့ အဲ့ဒါကတိုက်စစ် option နဲ့ left back left channel ကိုအဓိကကြည့်တာဒါတော့ martinelli တို့ trosso တို့ကိုသူထုတ်မှလား trosso ကတော့တက်တန်းတူဖို့လုပ်တယ်စဉ်းစားရတာဖြစ်ပေမဲ့အခု rafael leo ရဲ့ antwan samanyo ကတော့အခုအသာသိမ့်မထွက်တော့ဘူး now mitro မှရှိတယ်ပြီးတော့မှ nico william ရှိတယ်ပြီးရင် rodrigo ရှိတယ် rodrigo ကတော့ all round type တွေသူတို့စဉ်းစားထားတယ် party ကိုတက်တန်းတူဖို့နဲ့တခြားကိစ္စတွေလုပ်ပေမဲ့ argsa trader ကအခုလောလောဆယ်မှာဒီကိစ္စတွေကိုတဲတန်လုပ်နေတယ် ဒီနေရာမှာလုံးဝ surprise နေတဲ့ Emi Martinez Arsenal ကိုပြန်လာမယ်ဆိုရင်တည်နေတတ်တယ်ကျွန်တော်တို့တည်နေရတော့သိမယုံဘူးသဆိုင်ကပေါ်ပြထားတာဖြစ်တယ်ဒါပေမဲ့ Martinez က Villa ကထွက်ပြီးတော့ထိတ်တန်း club တွေကိုပြောင်းချင်တယ်ဒါပေမဲ့ Arsenal အသင်းကသူ့အတွက်ဒါပြန်လာခဲ့တဲ့အသင်းဖြစ်တော့သူပြောင်းပါမလားဒါအခုလောလောဆယ်သူ Barcelona ကိုရောက်နေတယ် Barcelona က ်ဘာဆိုနာအသင်းနဲ့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်သူရဲ့ agent ကလည်းဘာဆိုနာမှာရှိတဲ့ hockey man desk ကတော့ martinez ကတော့ arsenal တော့ option အနည်းဆုံးဖြစ်နိုင်တယ်ဂိုးသမားတယောက်အနေနဲ့ wire လည်းရှိတယ်သူအရင်ဖြစ်နေမှာမို့ဒါကတော့ michael arteta တို့တောက်လျှောက်ကျိုးပန်းနေတဲ့အပြောင်းရွှေ့မှာအားလုံးကျေးဇူးတင်ပါတယ်